ရိတ်တကြီးရေမင်္ဂလာပါဗျာဗလာလောကဇလံကောင်းများကိုရွေးချယ်လို့တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ညတင်ဆက်ပေးဖို့ရွေးချယ်ထားတဲ့ဇလံလေးကတော့ဆရာတာတီရေးသားထားတဲ့စုံထီးဆိုတဲ့ဗလာလောကဇလံလေးပဲဖြစ်ပါတယ်ခင်ဗျာဇလံလေးမစတင်ခင်မှာညစဉ်ညတိုင်းဗလာလောကဇလံကောင်းများကိုရွေးချယ်လို့တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ channel လေးကိုလည်း like and subscribe လေးပြုလုပ်ပေးထားပြီးဖို့မြစ်တာရက်ခံမြင်ပါတယ် ပရိသတ်ကြီးကအစင်းသင်းဖြစ်တော့ကျွန်တော်လည်းဒီလိုဇာတ်လမ်းလေးကိုစတင်နားဆင်လိုက်ကြရအောင်ခင်ဗျာဆရာအိုဘယောကကုတဲ့စီကိုကျုပ်လိုက်သွားတာဗျာဘိုးညိုကသူ့လည်းနဲ့နွားနှကောင်တက်ပေးလိုက်တယ်လေသူ့မှာကနွားကောင်ကြီးပဲနှစ်ရှင်းရှိတာမျိုးနွားတရှင်းဆိုတာကနှကောင်ကိုခေါ်တာလေဗျာသူတို့မှာနွားတရှင်းရှိတာဆိုတော့နွားလေးကောင်ပေါ့ဗျာဘိုးညိုရဲ့နွားကြီးတွေကတကယ်နွားတဲ့နွားချောကြီးတွေဗျာလဲကလည်းအမြဲတမ်းတိုက်ချူပြီးတော့စီမံမှန်ထိုးထားတော့တန်ပြန်ပြီးချောနေတာပါပေါ့ဗျာ ယောဂတွေကမိမပါတိတ်ငငယ်တော့မဟုတ်ပါဘူးအသက်30ကျော်လောက်ရှိမယ်ဆရာဦးကတော့ထုံးစံအတိုင်းယောဂစစ်တာပေါ့ဗျာကလေးမှာဘိုက်အောင်တာဘယ်အချိန်အောင်တက်တော့ညနေတစ်ခါအောင်နေညတစ်ခါလောက်မှတစ်ခါအောင်နေဆရာကြီးရဲ့ဒီချိန်ကြီးကပုံမှန်ဖြစ်နေပဲလားကွယ်ဟုတ်ကဲ့ဆရာကြီးပုံမှန်ပဲတော့ဘယ်တော့မှစပြီးဖြစ်တာတော့ကလေးမရဲ့လူနာမိမကတစ်ချက်ပြန်စဉ်းစားတယ်ဗျာ ဒီမိမကအညာသူဆိုပေမဲ့ရုပ်ရည်တော်တော်ချောမော့တဲ့မိမဗျအိမ်အောင်မရှိဘူးအပြိုးလိုသိရတယ်။ဟိုတော်ကကျမတို့ရွာကိုဆရာတယောက်ရောက်လာတယ်။ဒီတန်ခါတော့ကိုရောက်လာတာလား။ဟုတ်ပါတယ်ဆရာကြီးရှင်။သူများတွေပေးနေမိတာနဲ့ကျမလည်းအဲ့ဒီဆရာစီမှာပေးနေမိမိတယ်လေ။ဒီမှရင်ဒီဆရာက ကျမလက်ကိုကန်ပြီးတော့လက္ခဏာကြည့်တယ်လို့နဲ့သူများတွေမကြောက်အောင်ကပ်ပြီးတော့ပြောတယ်။ပြောတာကတော့ကြီးစားစားကားပါဆရာရဲ့။ကျမကိုလက်ထပ်ယူပါစေလို့လည်းပြောတယ်။ ျမကလုံးဝညင်တော့နေယောဂတခုခုဖြစ်ရင်ငါ့ကိုလိုက်ရှာပြီးတော့ငါကုပေးမယ်တိလားလို့ပြောတယ်။ကျမကလည်းဘာပြောမှန်းကိုမသိတော့ပါရှင်။နောက်တော့တိတ်မကြဘူး။ကျမမှဘိုင်းအောင်တော့ဗာပဲဆရာကြီးရဲ့။အခုအဲ့ဒီဆရာတရင်ကြားသေးလား။ဒီရောမှာသူ့လိုရှိရဲ့ဆရာကြီးရဲ့တောင်မန်းကငခင်ဆိုတဲ့အကောင်ကြီးမျက်စိစောင်းစောင်းရွှေရွှေနဲ့ပေါ့။ဒီအကောင်ကကျမကိုလာပြောတယ်မမခင်ဒီလောက်နေမကောင်းဖြစ်တာဆရာကိုမြွယ်ကိုရှာပြီးတော့ပြင့်ပေးရမလားတဲ့တော့ ဒီတော့ကလေးမကဘာလို့ပြန်ပြောလိုက်တော့အဲ့ဒီဆရာနဲ့ကူမအသက်ရှင်မယ်ဆိုရင်တော့ငါအသေးပဲခံမယ်ဟေ့ငခင်ပြောလိုက်ဟေ့နင့်ဆရာကိုသူနဲ့လည်းဈေးမကူဘူးသူ့လိုလူကိုလည်းဒီသက်မယူဘူးလို့ပြောလိုက်ငါယောဂမပြောက်ရင်တေပလိစီလို့ကျမကပြန်ပြောလိုက်မိရဲ့ဆရာကြီးရဲ့ကလေးမရဲ့ယောဂကပယောဂဆစ်ဆစ်ပဲမျိုးပြူစားခံထားရတာကလေးမရဲ့ဘယ်သူပြူစားတော့ဆိုတော့မသိဘူးကွဘယ်သူပဲဖြစ်ဖြစ်ပါလိရအောင်ခေါ်ရတော့မှာပေါ့ကျောင်းမောင်တာဒီအချိန်မှန်ဝင်ယူထား ရောက်လာရင်တော့ခေါင်းကနေစွတ်ချထားလိုက်။ကဲအရှင်းနေထွက်အနောက်နေဝင်တောင်နဲ့ငါးကုံမြောက်တူရဲ့အတွင်တင်းကြီးရှောင်းချင်းခိုချင်းကတ်ချင်းမရှိသေးရ။ပေါင်စရာကြီး64ပါးပြည့်ရဲ့တပည့်ငါးစရာကိုအမိတ်ပြန်လိုက်တယ်။ပညာတဲ့အခုလာခဲ့ဟော်ဒီကလေးမကိုပြူစားထားတဲ့ပညာတဲ့အခုလာခဲ့ရမယ်။အေးလာပြီဟေးလာပြီမင်းငါပါစရာမို့ငါ့ကိုခေါ်ရတာတော့ငါကကဝေပြန်กว่าကဝေပြန်မင်းတို့ဆရာတော့အရာတော်မပြေဘူးမှတ်กว่าမောင်တာဒီလောက်လိုက်တော့လေ ဟုတ်ပါဗျာကျုပ်ကလည်းဘယောကဘူးနေတဲ့မမြခင်ကိုကြည့်နေတာဗျချင်းမဲဝင်းစုဖို့ကိုမေ့နေတာဗျာဆရာအိုပြောမှပဲတတိယသွားပြီးတော့ချက်ချင်းထဆွက်လိုက်တာဗျာအောင်းမငါ့ကိုချင်းမဲဝင်းစွတ်တော့ဘာဖြစ်မှာတော့ကွစွတ်ဆန်းကွာတကွင်းမဟုတ်ဘူးဆယ်ကွင်းစွတ်ဟေငါကမမှုဘူးဟောဒီမြခင်ကငါမရဖြစ်ရမယ်မရလောင်းကွာဒါကြောင့်ငါလှုပ်ထားတာဘာဖြစ်တော့အကိုရဲ့မြခင်ကိုကဲပါအောင်လို့ပြောတာတော့မှငါကဈေးကူပေးပြီးတော့ငါမရအဖြစ်တိမ့်ပိုက်မလို့ကွာ မင်းနဲ့ဘာဆိုင်လို့ဝင်ရှုပ်ရတာတော့မင်းမသိချင်တော့ပြန်လို့မိသေးတယ်ကြားလာငါပြောတာလက်စတက်တော့မင်းကိုလူရုပ်မာကောင်ကဝေးပြန်ဟုတ်စာမင်းဟာမင်းကဝေးပြန်ပြန်မပြန်ပြန်ငါတိတော့မင်းကစုံထီးပဲများနေငါကိုလာပြီးလှည့်စားဖို့မကြိုးစားနဲ့ကဲတခုံးမဲမင်းမင်းကလေးမလေးကိုလှုပ်ထားတာတွေအခုခဲပြစ်မလားမပြစ်ဘူးလားဒါပဲပြောကွာမင်းကိုဝင်မရှုပ်နဲ့လို့ငါပြောပြီးသားလေကွာအမိုးလေးမပြောနဲ့ဆရာတို့အေးလေဒီလိုဖြစ်မှာတော့လုံရတော့မှာပေါ့ကွာ မောင်တာဒီရော့ဒီတနခါခဲကိုယူွာကြောက်ပြန်တစ်ချက်တောင်းပြီးတော့အရေခက်ကြက်လေးသွေးစမ်းကွာကျောက်ကဆရာအိုစီကတနခါခဲကိုယူပြီးတော့အိမ်သားတယောက်ကိုကြောက်ပြန်ယူခိုင်းလိုက်တယ်ဗျသွေးပြီးပြီဆရာကြီးကဲမမခင်ရဲ့မျက်နှာမှာအဲ့ဒီတနခါလင်းစမ်းမောင်တာဒီအာဟာဟာနန့်တာခဲလေးပါလားလာလာလိတ်ကျိတ်တလောက်လင်းစမ်းကွာမင်းလိုဆရာအဆဲလောက်များတော့ရီတောင်းရီကျင်သေးတယ်လာလင်းစမ်းကလေး မင်းเสียခိုင်းတာလှုပ်ပေးလိုက်ပါကွာငါ့ကိုမကြောက်နဲ့ငါမင်းကိုဘာမှမလုပ်ဘူးကွာဟာဟာဟာဆုံးဒီကြီးအော်ရင်နေတော့မှာကျောက်ကခက်မြင်မြန်လိမ့်လိုက်တယ်ဗျာပုံနေတော့လဲဘင်းနေပါလေလိမ့်ပေးလိုက်သေးတယ်လာမောင်းတာနေဒီနာလာနေကြုံလင်းထားတဲ့တဏ္ဍာခါကခက်ကြဲကြဲဆိုတော့ခဏဆို၆သွားတာပါဗျာတဏ္ဍာခါ၆ရင်ပဲတင်းလာပါဗျာအဲ့ဒီတင်းတာပေါ့အဲ့ဒီဆုံးကမခံနိုင်တာဗျဟာဟာခမရခမရတော်တော်ယုံမာတာပဲကျုပ်ကိုလိမ့်ခဲ့တဏ္ဍာခါကဘာတဏ္ဍာခါတော့ကြာ အဲ့တော့ရိုးရိုးတဏ္ဍာမဟုတ်ဘူးကွာကဝေထောင်ချောက်လို့ခေါ်တယ်မင်းတို့လိုကာမေတုမိစ္ဆာကံကျူးလွန်နေတဲ့ဆုံးထီးတွေကိုဖမ်းနေထောင်ချောက်ပဲကွာမြန်ရမင်းမြခင်ရဲ့ကိုယ်တက်ကနေပြန်ထွက်လို့မရတော့ဘူးငါပြောတာကဆုံးပညာတဲ့ဘဝနဲ့တော့ပြန်ထွက်လို့မရတော့ဘူးပြီးတော့ဒီကလေးမပေါ်မှာပြူစားထားတာတွေဖယ်လိုက်ပြီးရင်မင်းပညာတွေအကုန်စွန့်ခဲ့ပညာတဲ့မဟုတ်တော့မှမင်းဒီကိုယ်တက်ကနေထွက်လို့ရတော့မယ်မြန်ရမင်းတတော်ရိုက်တာပဲဆရာဆုံးရဲ့ဟေးကငါငါငါအသက်ယူကြတာပြီနော်ဟေးကငါငါပူတယ်ဟာ မင်းလှုပ်ထားတာမင်းပြန်နှုတ်လေညနေရဲ့မနှုတ်ဘူးကွာမနှုတ်ဘူးမောင်တာဒီကျောက်ကတဲပြီးစိတ်မရှိဘူးကွယ်ရော့ဟော်ရီဖိုခနောက်ပေါ်မှာတာကိုတင်ဒီရေကိုထည့်ဒီထင်းနဲ့မီးမွေးစံကွယ်ဟောတာကဒဇူဝါတုံးချောင်းနဲ့လှုပ်ထားတဲ့ဖိုခနောက်ကွယ်ဒါကထိတ်ဖွင့်ထားတဲ့လူကောင်းဟော်ဟော်ရီချင်းချောင်းကအခောင်းကတသားလေးတွေဒီကတော့ရေလုံးအိုးတဲကရေးကွာဒီကောင်းငုံငုံရေထဲထည့်ပြီးတော့ကျိုးစံကွယ်မြင်မြန်ကျောက်ကမြန်ပြီးသားပါဗျာအိမ်သားတွေစီကတန်များတစ်ချက် တောင်းပြီးတော့ခံလိုက်တယ် ဒဇူအသုံးချောင်းဖောက်ထားတဲ့အပေါက်လေးတွေမှာတော့အသင့်ပါတဲ့တန်ချောင်းလေးတွေထိုးထည့်ပြီးတဲ့နောက်မှာတော့ပိုခနောက်လေးလှုပ်လိုက်တယ်လေခေါင်းမြင့်ထင်းချောင်းလေးတွေကိုချက်ချင်းမီးမွေးပြီးတော့လူကောင်းကောင်ကိုမီးဖို့ပေါ်တင်လိုက်တယ်ရေလုံးဝိုးရဲကရေကိုခေါင်းခွန်နဲ့ထည့်ပြီးတော့ရေနွေးကြိုလိုက်တယ်ခဏကြာတော့ယေစုလာပြီပြို့ဆူဝီးစရာကြီးအေးဆိုရင်ဒီအင်းကိုထည့်လိုက်ဒါတိမ်ဝင်အင်းကွယ်အားကြီးစွမ်းတာဒီကောင်ကကဝေထောင်ချောက်တဏ္ဍခါကိုခံနိုင်ရင်ရှိနေတယ်ကွာကျုပ်ကတိမ်ဝင်အင်းကိုလူကောင်းကောင်ရေနွေးရဲထည့်လိုက်တယ်ဗျာ ောင်မလေးဗျပူလာကြီးအောင်မလေးတေပါတော့မယ်ဗျမမြခင်တယောက်ကတော့ကျမ်းမြင်မှာလူပြီးတော့អော်နေတာပေါ့ဗျာဒါပေမဲ့အတန်ကယောက်ျားတန်ကြီးဗျအောင်မလေးဆရာရဲ့ကျုပ်ပညာကိုကျုပ်ပြန်နှုတ်ပါမယ်ဗျဟေးកောင်ဆုံးទីနှုတ်မှာဆိုရင်အခုနှုတ်ပါငါကစိတ်သိသိရှိတယ်လို့မဟုတ်ဘူးကွာမောင်တာတီထင်းတချောင်းထွက်ထိုးစံကွာအောင်မလေးမလုပ်ပါနဲ့ဗျနှုတ်တော့ပါပြီဗျနှုတ်ပါပြီမမြခင်ကလူလဲနေရာကထပြီးတော့သူ့လက်နဲ့သူတကောလုံးကိုတက်ရှာတယ်ဗျဘာမှမချန်တာနဲ့အကုန် တက်ချလိုက်ကွာ ဆရာအိုကခက်ပြက်ပြက်အတန်နဲ့အမိန်ပေးတာဗျမရှိတော့ပါဘူးဆရာကြီးအားလုံးဖယ်ယူပါပြီဗျကျုပ်ကိုတောင်းခင်းပြပါတော့ဗျကျုပ်ပူလွန်းလို့သေတော့မဲဗျဆရာရဲ့ဟေးကငါပြောပြီးသားလေကွာပညာတယ်ဘဝနဲ့ထွက်လို့မရတော့ဘူးကွာမင်းတညာစွန့်တော့ဗောဘန်တစ်ချက်ယူခဲ့ကြဟဲ့မင်းမြန်မမြခင်ရအမိကြီးကလင်မန်းကြီးတစ်ချက်ပြေးယူပြီးတော့ပေးတယ်ဗျဟေးကောင်ကြာရင်မင်းအသက်ပါသေးသွားတော့မင်းတိန်ဝင်အင်းကိုခေါင်းခွန်နဲ့ပြုတ်ရင်ဘယ်ဆုံးမှမခံနိုင်ဘူးကွာမင်းတိလာအရာမင်းမိရီမင်းမြန်ဆော့မဆော့ရင်တော့မင်းသေသွားလိမ့်မယ် ရင်ရက်စလိုက်တာဆရာကြီးကျုံဝံဒီပညာရေးတက်ဖို့ဟိုးအဝေးကြီးကနေရောနယ်ဘက်ကိုသွားပြီးတော့တင်ခဲ့ရတာဗျာစိုးမကြီးကိုခြေစုပ်လက်နဲ့ပြုတ်ခဲ့ရတာအော်ဖြစ်မှာဖြစ်ရလိညနေရင် အပေသွားဖို့ကိစ္စကိုများဒီလောက်တောင်ခက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 ်လှုပ်ခဲ့ရတာကိုဟေးကြားတယ်မမြန်စွန့်တော့ဟောအမ်ဘီဗျိုးအမ်ဘီစုံတီကြီးအမ်ဘီဗျာဟာနေမန်းနေမှာဝုန်းဝင်းလက်လက်စိမ့်စိမ့်အယူတွေဗျာဟာအဲ့ဒီထဲမှာပလင်းတိတိလေးတစ်လုံးဗျာအယောင်တွေကလက်နေဟဲ့ညခင် ညခင်တတိထားတတိထားမောင်တာတွေခြေမန်းဝင်းချွတ်လိုက်ပဲပြီးရင်ဒီနဲ့မျက်နာကတန်ရာကတွေဖျက်ပေးလိုက်ဆရာအိုခိုင်းတဲ့အတိုင်းကျောက်ကမမခင်မျက်နာကိုရေနဲ့တောက်ပြီးတော့အဝတ်နဲ့ပုတ်ပေးလိုက်တယ်ဗျကြုံလိမ့်မိတဲ့တနခါလည်းပြောင်းသွားရောမမခင်တတိရလာတယ်လीအကောင့်တိုင်းပဲဗျသူဘာမှမသိဘူးဗျဆရာအိုကမိညက်တစ်ချောင်းတောင်းပြီးတော့စုံထီးရဲ့အမ်ဘတ်ထဲကဝင်းဝင်းလက်လက်ပလင်းလေးကိုညှက်ယူလိုက်တယ်။အဲ့ဒါလေးကိုစက်ကူနဲ့တတတချာထုတ်ပြီးတော့တင်းလိုက်တယ်ဗျ။ကျန်တာတွေကိုတော့အိမ်သားတွေကိုမြေချင်းနဲ့နဲ့တူးပြီးတော့မြုပ်ခိုင်းလိုက်တယ်လေ။ လူတွေကိုဒုက္ခပေးမဲ့အဆုံးတယောက်တော့ရော့သွားတာပေါ့ဗျာ။ဇေယျကိုဗန်မွေးကုန်းပို့ပြီးတော့ထဏောင်းကုန်းကိုကျောက်ကပြန်ခဲလိုက်တယ်ဗျာ။အင်းရောက်တော့နရိုင်းသွင်းချင်အောင်ရှိပြီဗျာ။ဇေယျတာတင်ရေးသားထားတဲ့ဆုံးထီးဆိုတဲ့ဗရာလောကဇလန်တွေကတော့ဒီမှာတင်ပြီးဆုံးပါပြီခင်ဗျာ။ဇေယျတာတင်နဲ့တကွာနားဆင်ပေးခဲ့ကြတဲ့ဒုတိယအထင်းဒီကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်။တာယာပြောရှင်းသားညလေးကိုပိုင်ဆိုင်နိုင်ကြပါသည်ခင်ဗျာ။